နျူကာဆယ်နဲ့မန်ချက်စတာယူနိုက်တက်တို့ထိပ်တိုက်တွေ့ဆုံနေတဲ့ပရီးမီးယားလိပွဲစဉ်32မင်္ဂလာပါကိုခင်းစတာဖူဘောရှိုးအနေကြိုးစားပါရယ်ဂျာရဲ့ထဲမှာရှင်ပြိုင်ကစားခဲ့တဲ့ဥရောပပွဲစဉ်တွေကြောင့်ပြည်သက်တွေအားလုံးလဲအေးရေးပြတ်နေမယ်လို့ထင်ပါရယ်ဒါမှမဟုတ်လည်းအခုစနေတနင်္ဂနွေမှာဆက်လက်ကံမှုရှိနေတဲ့ပရီးမီးယားလိပွဲစဉ်32ကလည်းကျွန်တော်တွေကိုရင်ခုန်ဆစ်လို့ရှာမှုအပြည့်အဝပေးစွမ်းနေဦးမယ်လို့ထင်ပါရယ်ခင်ဗျာ ဆိုတော့ဘွဲ့တင်30နှစ်ရဲ့တွဲဆိုင်နေတဲ့ပတ်သက်ပြီးအကျိုးရင်ခွန်ခံစားကြည့်အောင်ဒီထဲမှာပရိသတ်အားလုံးအဓိကထားပြီးစောင့်ကြည့်နိုင်တဲ့ပွဲကောင်းတစ်ပွဲကတော့ Newcastle နဲ့ Manchester United ပွဲဖြစ်ပါတယ်အကြံနဲ့အသင်းတွေလည်းထိုက်တဲ့အလျောက်သူတို့ကိုဒုက္ခပေးနိုင်တဲ့အသင်းမျိုးတွေနဲ့ရင်ဆိုင်ကစားမှာဖြစ်ပါတယ် Champion League တို့ Europa League တို့ကဘလောက်ပဲဆွဲဆောင်မှုပြင်းထန်ပါစေ Premier League ကိုလည်းကျွန်တော်မေ့ထားလို့မရဘူးပေါ့နော် Premier League ပွဲစဉ်32ရောက်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီရာသီတရာသီပြီးဖို့အတွက် နောက်ထပ်ခုနှစ် sorry 6ပွဲပဲလိုတော့တယ်အဲ့တော့6ပွဲပဲဆိုတော့အဲ့တော့6ပွဲပဲလိုတော့တယ်ဆိုတော့အချိန်ဒီမှာအာစတန်တင်းနဲ့လီဗာပူးတင်းတို့ရဲ့အမှတ်ကွာဟချက်ကလည်းဆက်လက်ကြီးမားနေစေဖြစ်ပါတယ်ခင်ဗျာโอเคအဲ့တော့ပထမဆုံးရှင်ပြိုင်ကစားမဲ့ပွဲကစနေည6နာရီမှာရှင်ပြိုင်ကစားမဲ့ Man City နဲ့ Crystal Palace ပွဲတင်ဖြစ်ပါတယ် Man City က Champions League ကံမှုမရှိတဲ့အခါကျတော့ဟိုတမျိုးကြီးပေါ့နော်နှစ်စဉ်တစ်တိုင်း Man City တီ Champions League မှာ Quarter Final Semi Final နော် Final ရောက်လျောက်ထရှိတဲ့အသင်းဖြစ်နေတော့ EPL ပွဲပြီးရင် Man City Champions League ကံရမယ်ဆိုတော့အတိအကျ တတိရှိနေတော့မယ်ဒါပေမဲ့ဒီနေ့ရတီမန်စီးတီးဒီ EPL ကျွန်တော်1 24ဝင်ခွင့်တနေရအောင်အဓိကထားပြီးရှင်ပြန်ရတဲ့ပုံစံမျိုးဖြစ်သွားတယ်အဖေကမှာတော့မန်စီးတီးအနေနဲ့မျောလင်းချက်အားကောင်းကောင်းနဲ့တလုံးရနိုင်တဲ့အခြေအနေရှိတာပေါ့နော်ဒါပေမဲ့အဖေကရာရေးမရာရေးဆိုတာထက်ကျွန်တော် အမြင်ပြောရမယ်ဆိုရင်124 Premier League မှာဝင်ခွင့်ရရေးကပိုအေးကြီးတယ်ဗျအခု UEFA coefficient ranking ရ125ရတဲ့အသင်းတွေက Champion League ကိုဝင်ရောက်ရှင်ပြိုင်ရမယ်ဒါပေမဲ့အဲ့ဒီ124ဝင်ခွင့်တနေရာအတွက်ပြိုင်ရမယ်အသင်းတွေဟာအလုံး6သင်းလောက်ရှိနေ Man City အနေနဲ့ယတိပြတ်ကြီး Champion League ဝင်မယ်လို့ပြောလို့မရသေးပါဘူး DEP ရဲ့ယာတိဆုံးတဲ့အချိန်ထိပြန်ပွဲတိုင်းကိုရလက်ကောင်းအောင်ကစားဖို့လိုပါတယ်အခုသူတို့တွေ့မဲ့အသင်းဟာ Crystal Palace ဖြစ်တဲ့အတွက်ကြောင့်ဒုက္ခပေးနိုင်တဲ့ကစားသမားအများအပြား ပါဝင်နေတယ်။ Ibrichi Easy တို့လိုမျိုး၊ Matita တို့လိုမျိုးတည်ဆောလို့ရတဲ့သူတွေပါနေတယ်လို့ Maguihi တို့လိုမျိုးနောက်တန်းတနေရာမှာစွန့်ဆောင်ရင်ကောင်းပြတ်တာထားတဲ့ကစားသမားကြီးရှိနေတဲ့အတွက်အင်ကွင်း EDM မှာပဲကစားရတယ်ဆိုပါသေးအောင်။အဲ့လောက်ထိ လွယ်ကူမနေဘူးလို့တော့ကျွန်တော်ထင်ပါတယ်ဒီပွဲစဉ်ကလည်းကြစ်ကောင်းမဲ့ပွဲကောင်းတဲ့ပွဲဖြစ်မှာတော့သိကြပါရခင်ဗျနောက်ထပ်ပွဲတွေကတော့ကျွန်တော်ညဘက်၈နာရီခွဲမှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်၃ပွဲပေါ့နော်ပထမတစ်ပွဲက Brighton နဲ့ Leicester ဖြစ်ပါတယ် Leicester ကပရီးမီးယားလိမှာတန်းဆင်းသွားပြီလို့ပြောနိုင်ပါတယ် Brighton အသင်းကတော့ဥရောပဝင်ခွင့်မျှော်လင့်ချက်တွေရှိနေသေးတဲ့အတွက် ဒီပွဲကတော့အာယုံစိုက်ပြီးကစားမှာပဲသို့တော့ EPL ရဲ့ Champion League ဝင်ခွင့်တနေရာအတွက်ပြိုင်နေတဲ့အသင်းတွေက6သင်းလောက်ရှိတဲ့အခါကျတော့ Europa League တို့ Conference League တို့လည်းဘာပဲပြောအဲ့ဒီအသင်းတွေကပဲရမယ့်အခြေအနေမျိုးပေါ့နော်ဆိုတော့ Brighton အသင်းဒီစိတ်အားထက်သန်မှုပိုင်းကဥရောပဝင်ခွင့်အခြေအနေရှိနေသေးတယ်ဆိုပေမဲ့နော်တင်ချာနီးယတွတ်ကြည့်မယ်ဆိုရင်ဝင်ခွင့်ရနိုင်သေးတယ်ဆိုပေမဲ့အဲ့လောက်ထိထက်သန်မှုမရှိတာကတော့တေချာတယ် ဒီလိုပွဲမျိုးတွေကဂိုးပြတ်ဖို့လိုတဲ့အကြောပေးမှုတွေဖွင့်လှစ်ပါလိမ့်မယ်ခင်ဗျကဲကျွန်တော်နောက်ထပ်တပွဲကတော့ Northern Forest နဲ့ Everton Everton အသင်းကတော့ David Moyes လက်ထက်မှာမာကုံပြနေတဲ့အသင်းအသင်းပေါ့ပွင့်လင်းပြောရင် Everton ကအေးဆေးပဲဗျာတန်းစင်းဆုံးယုံအားလည်းမရှိတော့ဘူးဥရောပဝင်ခွင့်မျှော်လင့်ချက်လည်းမရှိဘူးဒါပေမဲ့ David Moyes ဒီ Everton မှာစတင်ထွန်းတောက်တဲ့နီးပြားတရား ဆာလက်စ်ကိုတိုင် recommend ပေးခဲ့တဲ့နည်းပြတစ်ယောက်တိုးတော့သူ့ရဲ့အောင်မြင်က Manchester United နဲ့မဟုတ် Everton တကယ်လဲကောင်းခဲ့တယ်။ David Moyes ကို Everton မှာမှီခဲ့တဲ့ညီကိုတော့သိမှာပေါ့။ဘာမှမဟုတ်တဲ့တာမန်အသင်းလေးတစ်သင်းကို Champion League ဝင်ခွင့်ရအောင်သူ့လက်ထက်မှာဆွဲဆောင်ပေးနိုင်တယ်။အဲ့နောက်ဘက်မှာ Everton Everton ဆိုပြီးတော့ပရိသတ်တိုင်းကတတိထားမိတဲ့အထီကို Everton ရဲ့အခြေအနေကတဟုန်လို့မြင့်တက်လာခဲ့တယ်။ဆိုတော့ Moyes နဲ့ Everton ရဲ့အခြေအနေကိုကျွန်တော်ဘယ်တော့အခါမှ short တွက်လို့မရပါဘူး။အဲ့ဒါကြောင့် Nottingham Forest ကိုဒုက္ခပေးဖို့ကြိုးစားလာမှာတော့တေးကြတယ်။ Nottingham Forest ကလည်းဒီလိုအခြေအနေရောက်နေပြီဗျာ။အမှားယွင်းခံပါအောင်မလား။ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့မမျော်လင့်ဘဲနဲ့ Aston Villa ကိုရှုံးပွဲကြုံတွေ့ခဲ့တယ်။အခုကံမှာ Nottingham Forest အိမ်ကွင်းဖြစ်တာနဲ့အညီ special အာယုံစူးဆိုင်မှုအပြည့်ဝထားပြီးတော့ကစားဖို့ရှိတယ်။ Nottingham Forest အသင်းပိုင်ရှင်ကလည်းချန်ပီယံလိဝင်ခွင့်ရပြီဆိုရင်လုံးဝရှယ်ငွေကြီးသုံးစွဲမှုတွေပြုလုပ်ပေးမယ်အနေထားမျိုးတင်းရဲ့ကစားသမားတွေကလည်းဒန်ရဲ့ကစားသမားတွေနေပြီးတော့အတဲကစားသမားတွေကခြေသွမ်းပြနေတဲ့အခြေအနေမျိုးမှာ Nottingham Forest ကိုလည်း short တက်လို့မရတာတော့သိကြပါပါခင်ဗျ။ကဲနောက်ထပ်တစ်ပွဲကတော့ Southampton နဲ့ Aston Villa ပွဲစဉ်ဖြစ်ပါတယ်။ Aston Villa က ဘာလို့မှလဲပေါ့နော်သူတို့လမ်းကြောင်းနှစ်ခုခွာ EPL မှာ124ဝင်ဝင်တနေရာအတွက်ရှင်ပြိုင်မှာလာဒီဘွဲကိုအာယုံဆိုင်မလား Now Champion League ကအသေးချာမီရာရဲ့အခြေအနေမျိုး PSG တင်းအဝေးကွင်းမှာ3-1နဲ့ရှုံးပြီးအိမ်ကွင်းမှာအနည်းဆုံး2-0နဲ့ပြန်နိုင်ဖို့လိုတယ်။ဘောလုံးပွဲမှာကတော့မဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူးပေါ့နော်။ဒါပေမဲ့ဖြစ်နိုင်ဖို့အတွက်လက်တွေ့ကျကျစဉ်းစားရင်တော့တိတ်ပြီးတော့မလွယ်ကူ PSG မှာကစားသမားကောင်းတွေအများကြီးရှိနေတယ်။အဲ့ဒီကစားသမားကောင်းတွေကလေကျွန်တော်တို့တစ်ခေတ်တစ်ခါအတီးခဲ့တဲ့အသက်အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ကစားသမားတွေကိုခေါ်ထားတာမဟုတ်ဘူးဗျာ။ငယ်ရွယ်ပြိုမြင့်တဲ့ကစား ားသမားကောင်းတွေတေချာဘစ်လောက်ထားတဲ့အတင်းဖြစ်တဲ့အတွက်ကြောင့်လူသင်းစုဖွဲ့မှုအရာရော နီးပြတွေရဲ့အရေးသွေးပိုင်းအရာရော PSG ကပို့ပြီးတော့တားတယ်အဲ့တော့ကြောင့် Aston Villa ဒီဒီပွဲစဉ်ရောအာယုံစိုက်ပြီးကံမှုလို့ရတယ်နောက် PSG ဘွဲကိုအာယုံအပြည့်ဝထားပြီးဒီပွဲစဉ်ကိုဖြစ်တယ်လို့ကံရင်တော့မဖြစ်ဘူးဗျ ဘာကြောင့်လဲစပ်တန်းတန်းဆင်းသွားတဲ့အတင်းတင်းဆိုတာလိုက်ခံတယ်တိုးတော်လဲ EPL မှာအဲ့လိုအနေထားမျိုးမရှိဘူးဗျာလုံးဝရှော့ကန်လိုက်တာရောရှောက်ကန်လိုက်တာရောဆိုတာမရှိဘူးတေချာ Guild Side ကန်နဲ့ Saint Mary မှာ Aston Villa အနေနဲ့ပွဲချက်တစ်ပွဲကိုရင်ဆိုင်ရဖို့ရှိပါတယ်ကဲနောက်တစ်ပွဲကတော့ည7:00နာရီမှာရှင်ပြိုင်ကစားမယ် Arsenal နဲ့ Brentford ပွဲစဉ်ဖြစ်ပါတယ် London Derby ပွဲစဉ်တစ်ပွဲဖြစ်တယ်အာအီးအနေနဲ့ England Emirates မှာတာမန်အခြေအနေဆိုရင် Brentford ကိုအနိုင်ယူနိုင်စွမ်းရှိတယ်တိုးတော်လဲဒီပွဲထက်အရေးကြီးတာ Real Madrid ပွဲ Everton နဲ့ပွဲမှာလည်းကျွန်တော်ပြောခဲ့ပြီးပြီ Everton နဲ့ Madrid ပွဲကိုပဲအဓိကအာရုံစိုက်လိမ့်မယ်ကစားမကောင်းတချို့ကြံခဲ့တယ် ယ်ကစားသမားကောင်းတချို့ခြံခဲ့တယ်အဲ့တော့ဒီပွဲစဉ်ကလည်း now ဘာနေပြီးမှသွားစော့မဲ့ပွဲစဉ်အတွက်ကစားသမားတွေကိုအနာပေးကောင်းပေးနိုင်တယ် rice တို့ဘာလို့အနာပေးပလိုက်ဗျာအကုန်လုံးပဲမဲ့ရှုံးလဲပါမဖြစ်ဘူးဗျာဒါစကားကုန်ပြောတာနော်လူငယ်တွေကိုပဲနေရာပေးပြီးစော့လာနောက်ပွဲကအင်ပြစ်အားပြစ်ဖြစ်နေမှဘာနေပြူရဲ့ဖိအားတန် ရိသတ်တွေအများကြီးရဲ့အားပေးတဲ့တန်ကစားသမားတွေရဲ့ဖိအားပေးကစားတဲ့ဟန်တွေကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်ပါလိမ့်မယ်ခင်ဗျအဲ့တော့ဒီပွဲစဉ်ကအာဖနယ်တင်းရဲ့ဟိုလိုသွင်းကိုတွေအများကြီးမြင်ရပါမလားအနိုင်ပြတ်သားပါမလားဆိုတာစောင့်ကြည့်ချင်းစရာပါတနင်္ဂနွေနေ့ရောက်တဲ့အခါမှာတော့နောက်ထပ်ပွဲကောင်းတွေအများကြီးရှိပါတယ်ချယ်ဆီနဲ့အစ်ပစ်ဝစ်1 to 4ဝင်ခွင့်တနေရာ1 to 5ဝင်ခွင့်တနေရာကို သူတို့အဓိကအားထားရမယ်။ရှောက်ပြီးဟို Europa Conference League တွေပါရခေါင်းထဲထည့်မနေနဲ့။ Ipswich ကပထမကြောက်တော့နိုင်အောင်ကန်ထားတာကိုအဲ့တော့ဒီပွဲစဉ် Stamford Bridge မှာကန်ထားရအောင်အနိုင်တက်ကန်ဖို့လိုတယ်ပြန်ရိုက်ဖို့လိုတယ်။နောက်ထပ်တစ်ပွဲကတော့ကျွန်တော်ညဘက်9နိုင်ခွန်းမှာပဲရှင်ပြိုင်ကစားမယ်။ Liverpool နဲ့ West Ham ပွဲစဉ်ဖြစ်ပါတယ်။ Liverpool ကတော့ပြီးခဲ့တဲ့တပတ်လုံးက Fulham နဲ့ပွဲစဉ်မှာမထင်မှတ်ပဲနဲ့ရှုံးသွားတယ်ဗျ။အဲ့ဒီအတွက်ကြောင့် ဒီဘွဲတင်မှာတော့နိုင်ဘွဲတစ်ဘွဲရဖို့ပြန်ပြီးကြိုးစားအားထုတ်မှုပြုလာနိုင်တယ်ဒီ EPL တိုက်တယ်ကဒါ Liverpool တို့ကဗျာ80%လောက်တည်ကြတယ် Arsenal ကလည်း Champions League ကိုပဲသူတို့အယုံစိုက်တော့မှာအကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ Real Madrid ကိုကြော်ဖြတ်ပြီးသွားပြီလာမပြောနဲ့တော့ငါတို့ Champions League အဓိကပဲသူတို့ First Priority နဲ့သွားတော့မှာပွင့်လင်းပြောရဲဘယ်ဟာပိုတည်ကြလဲဆိုရင် Champions League ကမှသူတို့အတွက်နည်းနည်းပိုတည်ကြသေးတယ် EPL က Liverpool အတွက်ဖြစ်သွားပြီပေါ့နော် ဆိုတော့ဒီပွဲစဉ်လုံးဝအမားယွင်လီဗာပူးမခံပါဘူး။နောက်တစ်ပွဲကတော့ Wolverhampton နဲ့ Tottenham Hotspur ဖြစ်ပါတယ်။ Tottenham Hotspur ကလည်း Europa League မှာ Frankfurt နဲ့တွေ့ရတဲ့အတွက်ကြောင့်ဒီပွဲစဉ်အာယုံအပြည့်အဝဆိုင်နိုင်မယ်လို့မထင်ဘူး။အဲ့တော့ကျွန်တော်နောက်ဆုံးပွဲက Newcastle နဲ့ Manchester United Newcastle သည် Champions League ဝင်ခွင့်ရရေးအတွက်စင်ကျဲဘက်မှာကြိုးစားအားထုတ်ပြီးကစားလိမ့်မယ်။တစ်ဖက်က Manchester United ရဲ့အသင်းကတော့ Europa League ရှိနေတယ်။ EPL မှာဘာဖြစ်ဖြစ်ပြဿနာမရှိဘူး။သို့တော့ Amorian ကကျွန်တော်အဲ့လိုတွတ်ထားရင် EPM မှာလည်းသူမျက်နှာအရင်မပြတ်ချင်တဲ့အခါကျတော့ကစားသမားတချို့ ਨੇ ဟိုခံပြီးတော့ကန်ပါတယ်အထူးသဖြင့်ဒီနေ့ရာသီမှာ Manchester United ဒီအသင်းတွေ ਨੇ ကစားတဲ့အခါကျရင်ဟိုခံကန်တယ်ပေါ့နော်ဒါပေမဲ့ပြဿနာတကယ်က Newcastle ကလည်းဟိုအသင်းလို့ပြောရမလားဒါမှမဟုတ်ကော်ကောင်လို့ပြောရမလား level ကြားထဲမှာရောက်နေတဲ့အသင်းဖြစ်ပါတယ်အ Newcastle ကတော့ပိုပြီးအားကောင်းမောင်းတဲ့အခြေအနေဖြစ်ပါလိမ့်မယ်နောက်ဆုံးပွဲကတော့ကျွန်တော် တနင်္လာနေ့ညမှာရှင်မြိုင်ကစားမဲ့ဘုံမောင်းနဲ့ဖူလန်ပွဲတင်ဖြစ်ပါတယ်ဘုံမောင်းကတော့နောက်ပိုင်းပွဲတင်နေဆောင်းဆောင်ပိုင်းကြသွားပြီဗျာဖူလန်ကလည်းဘာမှမျော်လင့်ချက်ရေးရာမရှိတဲ့အတင်းဖြစ်လို့ဒီပွဲတင်ကတော့တိတ်တော့ကြည့်လို့ကောင်းမယ်လို့မထင်ပါဘူးခင်ဗျဟုတ်ကဲ့ဒါကတော့အခုတပတ်စနေတနင်္လာနေ့တနင်္လာနေ့မှာရှင်မြိုင်ကစားမဲ့ပရီးမီးယားလိပွဲတင်32နဲ့ပတ်သက်ပြီးတော့အကျိုးရင်ခုန်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်